ငယ်ပဲစီတစ်ချက်ပြရတာသူငယ်ပဲစီထည့်ရနော်ဒါမမနီရဲ့ပဲကကြော်အတိုင်းပေါ့နော်အိုးအသေးရမရှိတော့အိုးအသေးတွေကကတ်လို့အိုးအိုးကြီးနဲ့ပြန်ပြောင်းထားတာဒါမမနီကြော်တဲ့အတိုင်းပေါ့နော်မကတ်အိုးအစ်စ်ကိုသွားပြန်ယူပြီးတော့အဲအဲ့ဒါဆိုတော့မကတ်တော့ဆောင်ကတ်နေအိုးအဟောင်းတွေကမရတော့ကတ်သွားတယ်ဒီဘက်ကိုလှည့်ပြီးထည့်လိုက်မယ်နော်မမနီရဲ့လုပ်တဲ့အတိုင်းနော် ဒီမှာစီရေးပေးတာတော့ပြန်တော့နော်လုံးဝအောက်မှာစီရေးနဲ့အောက်တော့ဒီမှာလည်းစီအဲ့ဒီစီလေးပြန်ယူမယ်နော်ပုံလေးပေါ်ဖို့ပဲနော်ချာမှွေပြီးတော့မှာနော်မှွေလိုက်တယ်မှွေပြအဲထည့်ပြီးဖြည်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 းအဲအဲသူကအိုးကြီးနေတော့ဘေးကိုနည်းနည်းလေးကားတယ်အိတ်အိတ်မှလည်းအိုးအသေးမရှိတော့နည်းနည်းတော့တိုင်ပတ်အိုးက

ရှေ့ကကြော်ထားတာလေးစားကြည့်မယ်နော်ရောင်းရအောင်နော်မိုက်တယ်မမကြီးရဲ့ဗုဒ္ဓဆန်ကြီးကမိုက်တယ်ကျွတ်နေရတယ်ငါအိုးသေးမရှိတော့အစင်တော့တိတ်မပြေဘူးနည်းနည်းဒါပေမဲ့လေပြဲမသွားဘူးအင်းမဆိုကြော်ဘူးလေပြဲပြီးတော့တခါလေအိုးထဲမှာရဲလင်းရဲနေချက်ပါနော်လာနော်မိုက်တယ် မမနေကျေးဇူးတင်ပါတယ်စားလာလေရကောင်းတယ်ကျွတ်ကျွတ်လေးအဲဆိုရင်မမနေပြောတူလို့ပဲမုံရင်းကအဲမုံရင်းကနေချိန်တော့ okay ပဲအိမ်ဝကြော်ရင်အဲ့လိုမျိုးလေးဒီဘက်ကနေပြောဒီဘက်ကိုအကောင်းတိုင်းနေရအောင်ချိန်မွအောင်နေ ဲ့မကတ်အိုးရလဲလေအကြာကြီးမှအဲ့အရေးကြီးတဲ့ခါကျမှထုတ်တုံရဲတယ်နှုတ်မအိုးတွေမရှိတော့လေသုံးပါများရင်လည်းကတ်ကုန်ရောအခုဆိုရင်အိမ်မှာအဲ့လိုလေးကြော်ထားပြီးရောမမနီလိုမျိုးချွတ်ချွတ်နဲ့ထည့်မယ်ဘူးလေးနဲ့ထည့်ပြီးရောအမစားချင်တဲ့အချိန်မုံရင်းကစားတာပဲဖြစ်ဖြစ်အတုပ်ကလေးစားတာပဲဖြစ်ဖြစ်အာโอเคပဲတခါတခါလှုပ်ထားလိုက်ရင်တိတ်ထားလိုက်အရာဒီမှာခဏခဏနှိုက်စားနေပြီဒီမှာကြော်ရင်စားရင်ကြော်ရင်စားရင်အကုန်လုံး ပုပ်ကိုအိမ်မှာကြော်လို့ရှိရင်နော်စီတန်တန်လေးနဲ့စားကျမရေးအတွက်ဟိုစဉ်းစားတဲ့အင်ရှင်မတွေကတော့အန်ဒီတို့ရဲ့ထူးမြေပဲစီရလေအော်တဘာဝမြေပဲစီပေါ့နော်လုံးဝအယောတော့မရှိဘူးရရထားတယ်အဲ့မြေပဲစီလေးနော်အဲဆိုရင်ကျမရေးကိုဂယူဆိုင်တဲ့အင်ရှင်မတွေကတော့ကိုမီတာစုအတွက်ပေါ့နော်ဒီထူးမြေပဲစီလေးနဲ့ကြော်စားဖို့ပေါ့နော်အကြံပြုတယ်နော်အိမ်မှာဆိုရင်ကိုကိုကြော်ထားအဲဆိုရင်အေးစစ်စစ်ကြိုက်တဲ့အချိန်စားလို့ရတယ်

ွားသူစီစီလေးနေလာနော်တအားလာကိုမိသားစုရဲ့ကျမ်းမာရေးအတွက်ပေါ့နော်။အားဒီရထားတဲ့တဘာဝမြေပဲစီလုံးဝအယောနှုံးမရှိတဲ့တဘာဝမြေပဲစီလေးနဲ့နော်။အမကြော်ထားလိုက်။မုံရင်ကားချက်တဲ့ချင်းဆိုရင် အမကောက်ပြီးအကျော်အတွက်စိတ်ပူစရာမလိုတော့ဘူးအာမမနေရဲ့ပဲကြော်လေးရှိနေပြီမမနေရဲ့မုံနဲ့စနေရဲ့အတိုင်းကြော်ထားတာနော်အမကျွတ်ကျွတ်အောင်လာပဲဒါတော့မှအပြင်မှာထားထားတာကြာပြီနော်အေးအေးခံလာတာနော်ကျွတ်ကျွတ်အောင်လာတယ်အခုအဲ့အလေးတွေတိတ်မယ်နော်အချက်တည်းကြီးနေတယ်ကိုယ်အသိမရှိလို့ အဲဆိုရင်အိမ်မှာကိုကိုကြော်တဲ့ခါကျတော့စီတက်တက်လေးနဲ့ပေါ့နော်အာလုံလုံလေးပေါ့နော်ထားထားလိုက်ရင်အဲဆိုကိုအချိန်မီးပေါ့နော်မွေးငါးတွေချက်ရင်အတုပ်တွေတုပ်ရင်အချိန်မီးစားလို့ရတယ်အထူးမြေပဲစီလေးနဲ့ကြော်စားကြည့်နော် ဒါဆိုမကတ်အိုးမှာကတ်တဲ့ဟာအဲ့အဲ့ဒါလေးကိုနည်းနည်းလေးပြန်ကြော်ပါနော်ပြမလောက်ထားတဲ့အစင်မပြေတဲ့ဟာတွေ